ပေါ့ပေါ့ဟုတ်တယ်အတော်စားတယ်ဟုတ်ပဲသမီးရေစားကြတာညဘယ်ကြမလို့ပါဘူးခမိုးလာဟုတ်တော့ရိုးရိုးသွားပြီးတော့အဲ့တော့တော့ကြည့်တော့ဟုတ်ကဲ့ပါတန်လို့ဆိုပါอ๋อตมี่เอตะจี้ตีบี้ลงนี่ก็ไต่ร้วยတော့မသိဘူးล่ะตมี่เอဒီမှာပြောရမယ်ဆိုရင်တော့ဝတ်တို့အမဲတို့ပေါ်မယ်ဆိုရင်လိုင်စင်လောက်ရတယ်ตมี่เอဟိုအခွန်စွားတော့ตมี่เอအဲ့ဒါကိုအဘတို့ယွာมาကြတော့ ဟိုအခေါ်တွေပါတွေစောင်းနေတော့ပဲနဲ့ရွာလူကြီးကိုလာပြီးတော့တိုင်တာပေါ့ဟင်းသားလေးပေးပြီးတော့တိုင်တဲ့အတွေ့အဲအဲ့ဒါတိုင်လွဲလို့ခေါ်တာဒါဆိုလို့ရှင်အဖကိုလက်ထိုးတာပေါ့နော်ဩလက်ထိုးတော့ပြောတော့ရိုင်းတာပေါ့သမီးရေပြောမယ်ဆိုနားလည်မှုပေါ့အာအဖကလည်းအဲ့နားလည်မှုကြာလာလို့ရှင် delete ထုံးတာဖြစ်လာလိမ့်မယ်နော်အဖအဲသမီးကလည်းအဖအခုလက်စားရဆိုတဲ့ဟာကပေါ်သားလေးတွေတော့စားတာပါဒီမှာရာဇဝမင်းတို့မြို့ပိုင်မင်းတို့အရေးပိုင်မင်းတို့ဆိုရင်လေ သူတို့ရဲ့နားလည်မှုတွေကစီးပွားပြုမရှိတာလားသမီးလေး။ဟာအဲ့ဒါမျိုးကျွန်တော်သဘောမချပါဘူးဗျာ။ဒါလည်းစားတာပဲဗျ။အာတပ်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 အဲ့ဒါချေချေမပြောနဲ့လေတော့ချရာဆုံးမင်းတို့ကြားပါပါဖြင့်အဖတကြီးကျတို့ပြုတ်နေပါဦးမယ်ဒီမတပီအများဘိုးခိုင်တောက်ရင်ကိုလည်းတောက်ရတယ်ကိုမှမတောက်ရင်အမီးမပုတ်တဲ့လူဆိုပြီးတော့လူဝိုင်းစရာဖြစ်နေမယ်တမီးရဲ့ဟာဗါလေဘသူတရားပြပြကိုမပြတ်ဖို့ရေးကြည့်ရလေဗါရဲ့ အဲ့ဒါတော့စိတ်ချပါသမီးရေအဖဒီရောအုတ်ချုပ်တာနာရကကို၆ပါးနဲ့ညီအုတ်ချုပ်နေတာပါသမီးရေဟိုတကြီးစိုးထဲမှာတော့အဖမပါပါဘူးအေးအဲ့ဒါကျတော့သဘောကျရဲ့ဗျခုညောင်ငယ်ရတကြီးစိုးလို့ရှင်လေသူ့မှာအာနာရှိရဲဆိုတိုင်းရွာသူရွာသားရဲ့အကောင်ဖိနှိပ်နေတာပါအခွန်နေလည်းမတရားောက်တယ်ပြီးတော့လူမိုက်တွေမွေးပြီးစီးပွားချာရလို့ကြားတယ်ဗျတော်တော်တော်သမီးဒီကားတွေပါရတော့ချက်ဝင်ပြောနေလေတော့ကြကြောင်းသွားပါဖြစ်သမီးဒုက္ခရောက်နေဟုတ်မလဲ ာကျွန်တော်ဘာမှမကြောက်ပါဗျာဟုတ်တာပြောတာပဲဟာဘာလဲဒီပါသမီးဟုတ်တိုင်းမှန်တယ်ပြောလို့ရတာမဟုတ်ဘူးတချို့အမှန်တရားဆိုတာလူလက်မခံနိုင်ဘူးဖုတ်ွက်တဲ့ဖုတ်ွက်ထားရတယ်သမီးရဲ့ဟာကျွန်တော်တော့မဖုတ်ွက်ထားချင်ပါဘူးဘာလဲအမှန်တရားကြီးကြီးဆိုးလာမှအမှန်တရားကြီးနေရောမှာဗျာသမီးရဲ့ပြောလို့ကဲနေမှန်းလေးပြဲလေးပါလားဒီပါသမီးဒီเจ้าတွေကိုသမီးကြီးလိုက်ခဲ့တယ်သမီးနားလည်လာနေပြီအခုလောလောဆယ်တော့တော်တော်တော်မြို့သိကျက်တယ်လို့ကြွားထောင်းတာတော့ကြွားဝါသားတာတော့ပါပြီးရောဗျာပြီးရောပြီးရော မလေးအမလေးကြည်စားမအောင်မျိုးဆော့ပြီးတော့တင်နေလိုက်တာဟင်သားလေးတယောက်ဝေးထားပါလေဟာမကောဖော်မိအောင်နင်ကမွေးရတာဝင်းရဲ့စက်တယ်ဟဲ့ဟဲ့ကျော်ကြီးငါပြန်နေကြရလားဟောဘောစီဘောစီနေမြာဘာလို့ပြောနေမှမသိဘူးနားထဲကိုတန်ရီဘူးလောင်းထဲတည်းအောင်မရတာနောက်ညင်းညာပဲအမလေးနင်ငါပြောတာကိုနန်းကြီးလည်းဆိုအလုပ်လေးပါလေရှာလုပ်လေအင်းရဲ့အစည်းအဝေးကိုလည်းဘာမှစိတ်မဝင်စားဘူးယောက်ျားပြင်းတော့ကြောခင်းတယ်